တက်မြို့ကိုတင်ပြီးနိုင်ငံရေးအကျိုးသားများကဲထုတ်နိုင်ချင်းပြည်တောင်ပိုင်းမင်းတက်မြို့ကိုယမန်နေ့တွင်အလုံးစုံတင်ပိုက်နိုင်ခဲ့ပြီးမြို့သိမ်းစစ်စင်ရေးအတွင်နိုင်ငံရေးအကျိုးသား73ဦးကိုအောင်မြင်စွာကဲထုတ်ပေးနိုင်ကြောင်းချင်းညီနောင်ဖွဲ့ကယနေ့ညပိုင်းတွင်သတင်းထုတ်ပြန်သည်ချင်းညီနောင်သည်မဟာမိတ်အင်အားစုများနှင့်ပူးပေါင်း၍မင်းတက်မြို့နှင့်ဖလန်းမြို့တို့ကိုပြီးခဲ့သောနိုဝင်ဘာ9ရက်ကထိုးစစ်ဆင်ခဲ့ပြီးမင်းတက်မြို့သိမ်းစစ်စင်ရေးတွင် အာရခတတော်အေအေမှဆစ်လက်နက်ခဲယန်းနှင့်စစ်ကူများအပြင်စီရေးဆိုင်ရာအကြံဝင်များနှင့်လိုအပ်သောအကူအညီများပံ့ပိုးကူညီခဲ့ကြောင်းလည်းဆိုထားသည်ထို့ပြင်မဟာမိတ်တပ်ဖွဲ့များဖြစ်ကြသည့်ရောဒေတာကာကွယ်ရေးနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်မုံရခရိုင်တရင်သုံးလို့ကချင်းညီနောင်နှင့်အတူတိုက်ပွဲဝင်ခဲ့ကြပြီးဒီဇင်ဘာ21ရက်တွင်မင်းတပ်အခြေစိုက်အမှတ်284ခြေလင်းတရင်ကိုတင်ပိုင်နိုင်ခဲ့ကမင်းတပ်တမျိုးနယ်လုံးစစ်ကောင်စီကင်းစင်သွားခြင်းဖြစ်သည့်မင်းတပ်မျိုးတင်တိုက်ပွဲအတွင်း 120မမဟောင်ဝိဇာလက်နက်ကြီးအပါဝင်လက်နက်ခဲယံအများပြတင်းစေရရှိမှုနှင့်စစ်တုံးပန်းများစွာဖမ်းဆီးရမိခဲ့သည်ကိုရပ်ပုံများနှင့်တကွချင်းညီနောင်ဖွဲ့ကထုတ်ပြန်ထားသည်ချင်းညီနောင်ဖွဲ့သည်မင်းတက်မြို့ကိုတင်းပိုက်ပြီးနောက်ကံပတ်လက်မြို့တင်းစစ်စင်ရေးအားဆက်လက်ပေါ်ဆောင်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်များထွက်ပြေးသွားသောကြောင့်ယနေ့တွင်ကံပတ်လက်မြို့ကိုလည်းထပ်မံတင်းပိုက်နိုင်ခဲ့သည်